အားလုံးပဲမင်္ဂလာပါရေဘော်ဒီ channel ရနေပြန်လဲကြိုးစားပါတယ်ဒီနေ့က30ရက်ဆယ်လာ2025ပါအဲ့တော့ဒီနေ့ကျွန်တော်စီစဉ်လေးမစခင်ကျွန်တော်မိတ်ဆွေစစ်ချမ်းသာကိုကျမ်းပါခြင်းနဲ့ပြေဆုံးကြပါစေအဲ့တော့ဒီနေ့ကျွန်တော်ဗာအကြောင်းပြောမှလဲဆိုတော့ပြီးခဲ့တဲ့အော်တိုဘာ29ရက်နေ့ကတောင်ပြည်နယ်လူမျိုးရေးတပ်ဦး TNL ပေါ့နော် TNL နဲ့အကြံဖတ်စစ်တပ်အကြံဖတ်စစ်ကောင်စီတို့ကြားမှာ ယာယီပေါ့နော်ယာယီပြက်ခတ်ရစေရေးသဘောတူညီချက်ယာယီခဲ့တယ်တဲ့နော်ဒါတော့ကျွန်တော်တို့မြန်မာဒေါ်လာရေးသမိုင်းမှာအချိုးကွေတစ်ခုအလှေပြောင်းတစ်ခုရှုပ်ထွေးတဲ့ဇက်ခုံတစ်ခုပေါ့နော်ဒီလိုပြောလို့ရတာပေါ့အဲ့တော့အဲ့ဒီအချိန်တွေကကျွန်တော်တို့ပြည်သူတွေပြည်သူတွေကြားမှာပေါ့နော်စိုးရိမ်ပူပန်မှုတွေရှိနိုင်တယ်မိဂုံထုံမှုတွေအများကြီးရှိနိုင်တယ်စိတ်တပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုလည်းရှိနိုင်တယ်ပေါ့နော် တော့ကျွန်တော်တို့အနေနဲ့ဒီ DNL ရဲ့ဆုံးဖြတ်ချက်ဘာကြောင့်ဆုံးဖြတ်ရလဲတော့ DNL ဆုံးဖြတ်ပြီးတဲ့ဆုံးဖြတ်ချက်ချပြီးတဲ့နောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့ကိစ္စတွေပေါ့နော်ဖြစ်ပေါ်လာတဲ့ကိစ္စတွေနောက်တစ်ခါလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံအနှံ့ပေါ့နော်ကရင်ရခိုင်ကချင်ချင်းစတဲ့ဒေသတွေမှာစီရေးအရေးဒါတွေနဲ့ပေါင်းဆက်ပြီးတော့မှကျွန်တော်ဒီနေ့ ဒေါ်လာရဲ့လက်ရှိအခြေအနေနဲ့ရှေ့ဆက်ဖြစ်လာနိုင်တဲ့အခြေအနေတွေကိုကျွန်တော်သုံးသပ်သွားပါမယ်เนาะအဲကျွန်တော်သုံးသပ်တာကကျွန်တော်ဒူးရဲမြင်ဖြစ်ပါတယ်အဲမှန်ကျင်လဲမှန်မယ်မမှန်ကျင်လဲမမှန်ဘူးပေါ့เนาะအဲတော့ကျွန်တော်မိတ်ဆွေတွေအနေနဲ့လဲကြိုးချောင်းစီလျော်စွာအဲစဉ်းစားပြီးတော့မှအမမှန်ကိုဝေဖန်ပိုင်းခြားပြီးနားထောင်ပေးဖို့ဗျာเนาะအဲကျွန်တော်ကတူးရဲခေါင်းကျွန်တော်တယောက်တစ်ခေါင်းနဲ့ကျွန်တော်ကတွေးပြီးတော့မှဖြစ်နိုင်ခြေတွေကို တွေးထားတာလေးတို့မိတ်ဆွေတွေကိုချပြခြင်းဖြစ်ပါတယ်เนาะအဲ့တော့ DNL ကကိုကတ် MDA တို့ရဲ့ပုံစံအတိုင်းပါပဲမိုးကုတ်နဲ့မိုးမိတ်မျိုးအားနဲ့စုပ်ခွာမယ်အဲ့တော့တို့ရဲ့အဓိကထိန်းချုပ်နယ်မြေတွေကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့မတိုက်ရအောင်မြေပြင်ထိုးစစ်တွေမလုပ်အောင်ဟိုလက်ရှိရောက်တဲ့နေရာမှာပဲရပ်ထားရမယ်တီအတွက်အာဘကန်ရပေးရမယ်အဲ့ဒါကိုတတ်သိအဖြစ်ဂျားထဲမှာတရုတ်ကိုဂျားထဲမှာထားရတဲ့တင်ရှိချင်းကိုပေါ့เนาะအဲ့တော့ကြည့်လိုက်တော့နေမြေတွေကလည်းပြောရလို့ရှိရင် ဒီမိုးကုန်းနဲ့မိုးမိတ်ကလည်း TNL ရဲ့အဲသူ့နယ်မြေရဲ့အပြင်ဘက်အချမ်းမှာရှိနေတဲ့မြို့တွေလည်းဖြစ်တယ်ပေါ့နော်။ငကိုတွေကလည်းသူပိုင်တဲ့မြို့တွေမဟုတ်ဘူးပေါ့နော်။ဟိုပထဝီရပြောမယ်ဆိုလို့ရှိရင်ပေါ့နော်။အဲ့တော့ဒီမြို့နှမြို့ကိုသူဆွန့်လုပေးလိုက်တယ်ပေါ့။အဲ့တော့သူ့ရဲ့အပြင်ဘက်မှာရှိနေတဲ့မြို့တွေပေါ့နော်။အဲ့တော့သူအခုလက်ရှိထိန်းချုပ်ထားတဲ့မြို့တွေဆိုလို့ရှိရင် မိုင်းငေါ့၊နမ်ဆန်၊နမ်တူ၊မတ်တုံ၊ကုတ်ခိုင်၊နမ်ခန်းအဲ့အဲ့ပပတ်လေပါပဲเนาะပပတ်လေလေးပဲ သူဒါသူထိန်းချုပ်ထားတဲ့နေမြေလေးပေါ့နော်အဲ့တော့မိုးကုန်းနဲ့မိုးပိန်းကြတော့သူ့ရဲ့ဟိုဘက်အပြင်ဘက်ကိုရောက်သွားတာပေါ့နော်ရောက်သွားတော့သူ့အနေနဲ့ထိန်းချုပ်ဖို့ခတ်ပါတယ်ဒါကြောင့်ပေးလိုက်ရတာပေါ့နော်ဒါကတစ်ချက်ပေါ့ဗျာအချက်ကတော့3-4ချက်လောက်ရှိတယ်နော်ဒါကတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဗာလဲဆိုတော့တေယုရဲ့တောက်လျှောက်ဖိအားပေးမှုနော်ဒါကဒုတိယတစ်ချက်ပေါ့နောက်တစ်ချက်ကတော့အချက်ဘက်စစ်ကောင်စီရဲ့လေကြောင်းထိုးစစ်ပေါ့နော်လေကြောင်းထိုးစစ်ကတော်တော်အခြေအနေစိုးပါတယ်နော်ရက်ဖက်ပြတ်မှလည်းမရှောင်ဈေးပြတ်မှလည်းမရှောင်ဘူးအကုန်လုံးတောက်လျှောက်ဘုံကျဲပြီးတော့မှ ဖိအားပေးထားတယ်ပေါ့အဲ့တော့ကျွန်တော်ဟိုဘက် MyD မှာပြောခဲ့သလိုပဲ DNA လေးမင်းတို့ရဲ့လက်အောက်မှာငါတို့နေရတာမလုံခြုံတော့ဘူးဆိုတော့ခန်းစားချက်မျိုးထည့်ပေးတာပေါ့နော်ဒါဒေတာကန်တွေအဲ့လိုခန်းစားချက်မျိုးထည့်ပေးတာအဲ့တော့ DNA လေးအနေနဲ့ကလည်းဒီလိုဘုံကျဲမှုကနေကာကွယ်ဖို့အတွက်ဒေတာကန်တွေရဲ့အသက်အိုးရင်စီစဉ်ကာကွယ်ဖို့အတွက်သူကတာဝန်ရှိတာဒါတစ်ချက်ပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုတော့သူအောင်မြင်စဉ်ကာလကမဟာမိတ်ဆက်ဆံရေးအားနည်းချက်ဒါတွေလည်းပါတယ်ပေါ့နော်အဲ့ဒီမှာ ဒီအချက်ကိုကောင်းကောင်းယူကောင်းကောင်းနှင်းပြီးတော့မဲအောင်လိုက်အုပ်စုက DNL ကို CAP ကအပြည့်အစုံဖိအားပေးခဲ့တယ်ပေါ့နော်အဲ့တော့မာမိတ်ရှားပါမှုပြဿနာနဲ့ DNL ရင်ဆိုင်ခဲ့ရတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီမိုးကုတ်တို့မိုးမိတ်တို့ကိုစုပ်ခွာပေးလိုက်လို့ရှင်ဘာဖြစ်လာနိုင်တယ်လဲဆိုတော့မိုးကုတ်တို့မိုးမိတ်တို့ကိုစုပ်ခွာပေးလိုက်တဲ့အချိန်မှာကျွန်တော်တို့အခုလာရှိုးကိုမဲအောင်လိုက်ပြန်ဝင်လာတယ်လို့မျိုးကားရန်ကြီးနဲ့မိုးကုတ်နဲ့မိုးမိတ်ကိုဝင်လာဖို့မလွယ်ပါဘူးမလွယ်ပါဘူးဒါကျွန်တော်မြင်ပေါ့နော် ကျွန်တော်အမြင်ပြောတာနော်သူမိုးကုတ်တို့မိုးမိတ်တို့ကိုဝင်မယ်ဆိုရင်ကျွန်တော်တို့ PDF တွေရဲ့ခုခံကာကွယ်မှုအဆင့်ဆင့်ကိုအရင်နှီးမြောက်များစွာပြည့်စပ်ပြီးမှအဲ့မျိုးတွေသူရောက်ရှိနိုင်ပါပါအဲ့တော့ဒီမိုးကုတ်တို့မိုးမိတ်တို့ဆိုတာကကျွန်တော်တို့ DNL နဲ့ PDF တွေနဲ့ပူးပေါင်းပြီးတော့မှတင်ထားတဲ့မျိုးတွေနောက်တစ်ခုကကျွန်တော်တို့ဒီ Manly PDF ရဲ့နောက် Manly PDF ရဲ့ name လေးဖြစ်တယ်ပေါ့နော် အဲလိုတပြိုင်နက်တည်းပဲဒီကနေ့မန်လီ PD ကလည်းစာထုတ်လာတယ်အဲ့တော့လက်ရှိတော့အခက်အခဲတွေဒါအကြီးမားတယ်အတားအဆီးတွေချီတယ်ဒါပေမဲ့ဘုံကြီးမှန်းချက်ဖြစ်တဲ့ Federal Democracy ရရှိရတဲ့အာဏာရှင်စနစ်အမြင့်ပြတ်ချိန်မိုးရေးတိုက်ပွဲကိုဆက်ပြီးတော့မှစရတဲ့ဘုံဥလည်းမတော့ဒါဆက်လက်ဖော်ဆောင်သွားမယ်ဆိုပြီးတော့ပြည်သူထံကိုအတိပေးပြောကြလာတာရှိရေပေါ့เนาะအဲ့တော့ပြည်သူတွေဘာမှအားမငယ်နေပေါ့သူတို့ဒါတောက်လျှောက်လုပ်သွားမိပေါ့เนาะ ခုကကာကွယ်သွားမယ်သူတို့ရဲ့လက်ရှိပိုင်နက်တွေကိုနော်ဒီလိုမျိုးစာထုတ်လာတာလဲတွေ့ရတယ်ပေါ့ဗျာနော်အဲ့တော့မိုးကုံမျိုးကမန်လေးတိုင်းအတွင်းထဲမှာတည်ရှိတယ် MDY PDF က TNL နဲ့ပူးပေါင်းတင်ပိုက်ခဲ့တဲ့မျိုးလေဖြစ်တယ်ဒါကြောင့်မို့လို့ TNL စုတ်ခွာသွားသည့်တိုင်အောင်မန်လေး PDF ကဆက်ရှိနေမဲ့သဘောဖြစ်တယ်ပေါ့နော်အဲ့ဒါကတော့မန်လေး PDF ရဲ့ဆုံးဖြတ်ချက်ပဲနော် ဒါပေမဲ့အခုစာထွက်လာတာကကြီးချင်းအပြင် money pdf တီအဲ့မှာဆက်ရှိနေမဲ့သဘောရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့အဲအတိအကျကောက်ချက်ဆွဲလို့ရတယ်ပေါ့နော်နောက်ထပ်ထူကြတဲ့အကြောင်းအရာတစ်ခုကဘာလဲဆိုတော့ယရနာသင်္ခတရားကိုဖောက်ခွဲမှုအဲ့ဒါနဲ့အဲ့ကိစ္စနဲ့တော့ပတ်သက်ပြီးတော့ကျွန်တော်တို့တော့နည်းနည်းလေးအံ့ဩသွားသေးတယ်နော်ဘာဖြစ်လို့ဒီယရနာသင်္ခတကားတရားကိုဖောက်ခွဲလိုက်တာရောစီးရီးရဘလောက်အရေးကြီးနေသလဲ ဘလို့အခြေအနေမျိုးတွေဖြစ်နေလို့တော့ကိုရီးယားဒုလောဆိုလို့ဖြစ်နေပေါ့နော်အခုမှသွားပြီးတော့မှဆက်ဆက်စဉ်းစားမိတယ်เนาะအဲ့တော့အာရီယနာတန်ခတရားကိုဖောက်ခွဲဖျက်ဆီးလိုက်တယ်ပေါ့ဒါကိုကြည်ချင်းအဖြစ်ဒီ TNL ကအပြစ်ရဖို့သဘောတူညီတဲ့ကိစ္စဟာချက်ချင်းပဲကျွန်တော်တို့ NUG ဘက်ကို NUG ရှိကိုရောက်သွားတဲ့သဘောရှိတယ်เนาะ NUG ကိုအတိပေးလိုက်တဲ့သဘောရှိတယ်ပြောရရင်တော့ငါတို့တော့ဒီလိုသဘောတူညီမှုတွေနဲ့ငါတို့စာချုပ်ချုပ်တော့မယ်ငါတို့လက်မှတ်ထိုးတော့မယ် အဲ့တော့ NUG နေနဲ့မင်းတို့လုံးဆရာရှိတယ်ဆက်လို့ပါဆိုပြီးတော့မှအဲ့လိုသဘောမျိုးပြောကောင်းပြောပါလိမ့်မယ်နော်ပြောလို့ပါပဲနော်ပြောကောင်းပြောပါလိမ့်မယ်ပြောလို့ပေါ့နော်ပြောလို့ဒီအော်တိုဘာ28ရက်နေ့နော်အော်တိုဘာ29ရက်နေ့မနက်အစောပိုင်းပေါ့နော်မနက်အစောပိုင်းပါပဲရွှေဘုံနဲ့စင်ကူကိုဆက်သွယ်ထားတယ် AR မြေကူတရရန်နာတင်ခါကိုတခါတယ်ဖောက်ခွဲပလိုက်တယ်ဒါကဒီ TNL နဲ့ NUG ကြားမှာမာမိဆက်ဆံရေးခိုင်မာသေးတယ်ဆိုတဲ့သဘောမျိုးပေါ့ဗျာဒီလိုသဘောမျိုးတော့တွေ့ရတာပေါ့နော် အဲ့တော့နောက်တစ်ခုကတော့ပါလဲဆိုတော့ဒီတရားကိုဖျက်ဆီးလိုက်ခြင်းအပြင်ကျွန်တော်တို့ Manly PDF ကအကြံဖတ်ရှိကောင်စီတပ်သားတွေကိုကျွန်တော်တို့ Manly မြောက်ပိုင်းပေါ့နော် Manly တိုင်းရဲ့မြောက်ပိုင်းမိုးကုတ်အပေါ်မှာတခြားတခြားသောနေရာတွေကိုအလွယ်တကူထိုးစစ်ဆင်နိုင်မဲ့မာဗျူအမြောက်လမ်းကြောင်းတွေကိုအချိန်ကြီးအချိန်ကြီးပေါ့ဟိုကောင်တွေတက်မလာခင်အချိန်ကြီးဟန်တားလိုက်နိုင်တဲ့သဘောပေါ့နော်အဲ့တော့ရေချောင်းကတော့တက်လာနိုင်တဲ့အနေအထားမျိုးတွေရှိနိုင်တယ်ဒါပေမဲ့ ရေချောင်းရဲ့အနေထားကိုလည်းကြိုတင်ပြင်ဆင်မှုတွေရှိမှာပါ MDY PDF နေနဲ့စီရေးမှာအတွေ့အကြုံတွေအများကြီးရပြီးသားဖြစ်ပါတယ်เนาะဒါကြောင့်မို့လို့ရေချောင်းကတက်လာရင်လည်းဘယ်လိုလုပ်မလဲဆိုတော့စဉ်းစားပြီးသားဖြစ်မှာပါနောက်တစ်ခုကအခုဒီမှာဒီတရားကိုလည်းချိုးပြစ်လိုက်တာဟာသူတို့အလွယ်တကူထိုးစစ်ဆင်လာဟိုရွှေဘူဘက်ကပေါ့ဗျာနော်ရွှေဘူဘက်ကနေတာအလွယ်တကူထိုးစစ်ဆင်လာမဲ့လမ်းကြောင်းကိုပိတ်ဆို့ပလိုက်ပြီဒီလိုအနေထားမျိုးရှိတယ်အဲ့တော့ပြင်ဆင်မှုတွေတော့လုပ်နေပဲလို့တော့ကျွန်တော်ကမြင်နေပေါ့เนาะအဲ့တော့အဲ့ဒီလုပ်ရက်က ျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့တွေကြားထဲမှာတစ်ခုနဲ့တစ်ခုတစ်ဖွဲ့နဲ့တစ်ဖွဲ့ဒါတတင်းဖလှယ်မှုအကောင့်နေစေဖြစ်တယ်ဆိုတော့သွားတွေ့ရတယ်ပေါ့နော်အဲ့တော့ပြောရလို့ရှိရင်တော့ဒီ TNL အပြစ်ရက်ချင်းဟာတဖွဲ့ချင်းစီရဲ့သူ့ရဲ့ဟိုကိုပိုင်ဆုံးဖြတ်ချက်ပေါ့နော်ကိုပိုင်ဆုံးဖြတ်ချက်လုံးဝမဟုတ်ဘူးဆိုတော့သွားပြီးတော့မှကျွန်တော်တို့သွားတွေ့ရတယ်ပေါ့အဲ့တော့ဒီလိုလက်မှတ်ထိုးမယ်ဆိုတာကိုဒီလိုသဘောတူညီချက်ယူမယ်ဆိုတာကိုလည်းကျွန်တော်တို့အဲ NUG ကို အတိပေးပြီးသားဖြစ်ပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ TNL နဲ့ NUG ကဟိုအရင်ကတည်းကသူတို့ကမဟာမိတ်တွေမဟာမိတ်တွေမဟာမိတ်ဖွဲ့ထားတာเนาะအဲတချို့ဆိုလို့ရှိရင်တချို့တက်ဖွဲ့တွေဆိုလို့ရှိရင် TNL ဘက်ကိုခြေချခြင်းတောင်မှ NUG ရဲ့သဘောတူညီမှုရှိလား NUG ရဲ့ခွင့်ပြုချက်အဲအဲ့လိုမျိုးတွေပေါ့เนาะတချို့တက်ဖွဲ့တွေဆိုဒါတချို့ကြောက်လဲအဲ TNL နဲ့ပိုင်တဲ့တက်ဖွဲ့တွေလည်းသူ့အနေနဲ့သူတို့အဲ့မှာခြေချကြရဲရှိပါတယ်เนาะ အဲ့လိုမျိုး NUG နဲ့ DNA တွေကမာမိတ်ဆက်ဆံရေးရှိပါတယ်။နောက်တစ်ခုက NUG နဲ့ KI ကလည်းမာမိတ်ဆက်ဆံရေးရှိပါတယ်။မာမိတ်ဆက်ဆံရေးရှိဝင်နေမှာကတော့သူတို့ကြားထဲမှာ MOU တော့လက်မှတ်ထိုးထားတဲ့သဘောမျိုးကျွန်တော်တို့ကြားသိရတယ်ပေါ့နော်။ဒါကတော့လက်ရှိမိုးကုတ်အခြေအနေနဲ့ပတ်သက်ပြီးတော့မှ MDY ရဲ့ပထမဆုံးတုံ့ပြန်လာတဲ့တုံ့ပြန်မှုတစ်ခုပေါ့နော်။အဲ့တော့ပထမတစ်ခုကတရားကိုဖျက်ပြီးသွားပြီ။တရားကိုမိုင်းခွဲဖျက်ဆီးလိုက်တယ်။ နော်ဒါရှင်းရှင်းလေးပါပဲเนาะဘယ်လိုပဲဝင်နေဖြစ်နေဖြစ်ဒါကတော့စီရေးရလုတ်တယ်ဗျာမဖြစ်လဲเนาะကျွန်တော်တို့ကအဲ့လိုပဲမြင်နေနောက်တစ်ခုကဘာလဲဆိုတော့စာထုတ်တယ်လောကကွယ်မယ်စက်ချမယ်အဲ့တော့ MDY PDF အနေနဲ့မိုးကုန်မှာဆက်လက်ရှိနိုင်တယ်လို့ကျွန်တော်တို့ကတော့ကောက်ချက်ဆွဲလို့ရတာတစ်ချက်ပေါ့เนาะနောက်တစ်ခုကဘာလဲဆိုတော့ TNL ကဒီလိုမျိုးပေါ့เนาะအပြည့်ရက်လိုက်ခြင်းအပြင်ကျွန်တော်တို့မှာရေရှည်အကျိုးကျေးဇူးရှိနိုင်တဲ့အခွင့်အလမ်းတွေလည်းရှိတယ် ဲ့ဒါဘာလဲဆိုတော့ safe haven ပေါ့နော်ကျွန်တော်တို့လုံခြုံတဲ့နေရာခိုလုံတဲ့နေရာပေါ့ဘာပဲဖြစ်ဖြစ်သူကလွတ်မြောက်နေပြီဖြစ်သွားပြီယာယီအဖြစ် MNDA ဆိုလဲယာယီအဖြစ်လွတ်မြောက်နေပြီဖြစ်သွားပြီအဲ့တော့ DNL နဲ့ MNDA ထိန်းချုပ်နေပြီလေဟာလေချောင်းတိုက်ခိုက်မှုလုံးဝကင်းစင်တဲ့အခြေအနေရရှိထားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီနေမြေတွေကိုကျွန်တော်တို့စင်ပူတန်းရှောင်းတဲ့သူတွေအဲ့နေမြေတွေမှာတွားပြီးတော့အခြေချပြီးတော့မှလုံစားခိုင်းစားလို့ရတယ်လောလောဆယ်အခြေအခြေအနေပါနော်နောက်တစ်ခါ PDF တက်ဖွဲ့ဝင်နေ ဒီရက်တက်ဖို့ဝင်နေယာယီစုတ်ခွာတာပဲဖြစ်ဖြစ်စစ်တင်တန်းပေးပြီးတော့မှအဲ့မှာအနာယူတာပဲဖြစ်ဖြစ်လက်နက်တက်စင်တာပဲဖြစ်ဖြစ်အဲ့တော့လုံခြုံတဲ့နောက်တန်းစခန်းတစ်ခုဖြစ်ဖြစ်လာနိုင်တယ်ပေါ့နော်ဒီလိုအခြေအနေမျိုးကျွန်တော်တို့ဘုံကျဲခံမှာကြောက်စရာမလိုစစ်တမ်းပေးမယ်ဆိုလို့ကျွန်တော်တို့အမှတော်လည်းစစ်တမ်းပေးလို့ရတယ်ဒီလိုအခြေအနေမျိုးပေါ့နော်ဘာဖြစ်လို့ဆိုတော့တရုတ်ကြားဝင်ပြီးတော့မှလက်မှတ်ထိုးရတာဖြစ်တဲ့အတွက်အဲ့တော့အဲ့ဒါကိုထိုးချိုးဖို့ရင်တော့ဒီကောင်ကတော့တော်မှာပေါ့နော်တရုတ်ရဲ့မျက်မှောင်ကြိုးချင်းခံရပါပေါ့အဲ့တော့ MND လည်းအဲ့လိုလိုပါပဲ ဲ့တော့ပို့ပြီးတော့ဒီဇက်တာကကျွန်တော်တို့က TNL နဲ့ပို့ဒီဇက်တယ်အဲဒီလိုမျိုးယာယီဆုပ်ခွာပြီးအနားယူတာတို့เนาะဒါမှမဟုတ်စစ်တင်နှန်းပေးတာတို့လက်နက်တက်စင်တာတို့အဲ့ဒီဘက်မှာပို့ပြီးတော့မှ TNL နဲ့ဒီဇက်မှုရှိတယ် MND ကတော့တရုတ်နဲ့အနီးဆက်ဆုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတွေကိုတရုတ်ကမလုပ်ဖို့ဖိအားပေးကောင်းပေးလိမ့်မယ်เนาะအဲ့တော့လေကြောင်းတိုက်ခိုက်မှုမရှိဘဲနဲ့ဒီ TNL ကလည်းသိတဲ့အတိုင်းပဲဟိုပြောရလို့ရှိရင်သူတို့ကအတွေ့အကြုံရစ်ကြက်တဲ့စီးရီးအတွေ့အကြုံရစ်ကြက်တဲ့တပ်ဖွဲ့ဖြစ်တဲ့အတွက်အဲ့ဒီနယ်မြေတွေမှာ သူတို့ရဲ့အုပ်ချုပ်ရေးเนาะအစဉ်မြင်စီရေးအုပ်ချုပ်ရေးဒီလိုတင်တန်းတွေကိုအချိန်ယူပြီးတော့မှလေ့ကျင့်နိုင် DNL ရဲ့အုံမှာပြကျွန်တော်တို့အရာရှိတင်တန်းတွေပေးမယ်ကျွန်တော်တို့သွားတက်နိုင်တယ်ဒီလိုအခြေအနေမျိုးပေါ့เนาะအရေးသွေးကိုကို PDF တွေကိုအရေးသွေးမြင့်တင်နိုင်တဲ့နေပြည်တော်ရတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်နှုံးမို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်နေရာမှာလုံခြုံစစ်ချမှုမရှိဘူးပေါ့ခိုးချောင်ခိုးဝဲနဲ့ကျွန်တော်တို့တင်တန်းတွေပေးနေရတာပေါ့เนาะအဲအဲ့လိုပုံစံမျိုးပေါ့အခုဒါကဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အတွက် safe haven ပေါ့ safe haven တစ်ခုပေါ့เนาะအဲ့တော့ခြေကုပ်ယူလို့ရတယ် စခန်းတွေတိဆောက်လို့ရတဲ့နေမီတစ်ခုရတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒါတစ်ချက်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ဘာလဲဆိုတော့အချမ်းဖတ်စစ်ကောင်စီနဲ့နေဆက်ကုံစည်ပြဿနာပေါ့နော်အချမ်းဖတ်စစ်ကောင်စီကစစ်စည်တအားလိုနေတအားလိုနေတဲ့အတွက်ကြောင့်မို့လို့သူကနေဆက်လမ်းကြောင်းတွေကို तू ဖွင့်ပြီးတော့မှအဲ့ဒီကပတ်စံရဖို့အတွက်နော် तू အတကုံလုံးပန်းနေတာတွတ်တွေ့ရတယ်လက်ရှိလက်ရှိစည်ရေးခင်းခြင်းတွေကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့မြဝေကော်ပိုရိတ်လမ်းပိုင်းသူတအားအဲ့ဒါကိုဖွင့်ကျင်နေတယ်အဲ့ဒါကိုဖွင့်ကျင်အဲ့ရဝင်ဝင်စီးဆင်းမှုကို तू အိတ်ခဲ့တယ်ကို तू တအားလိုနေတယ် ပတ်စံနေတာမှမဟုတ်တယ်နော်နောက်တစ်ခါကျွန်တော်တို့ဒီရှမ်းမြောက်ကနေသွားတဲ့နော်မူဆယ်မန်းလေးလမ်းအဲ့လမ်းကိုလည်းသူတအားကိုဖွင့်ချင်တယ်အဲ့ဒီကပတ်စံနေတအားရနောက်တစ်ခါကျွန်တော်တို့အနောက်ဘက်မှာဆိုလို့ရှိရင်အိန္ဒိယဘက်ကလေးတို့တမူနော်ကလေးတို့တမူအဲ့ဘက်အော်ဒီလမ်းကြောင်းတွေကိုသူအခုတအားထိန်းချုပ်ခြင်းနဲ့ဘာကြောင့်လဲစစ်စစ်တရားတအားလုပ်နေတာဖြစ်တဲ့အတွက်ဒီဟာကိုအသေးစားလုပ်နေတဲ့အနေအထားရှိတယ်။အဲ့ဒါကြောင့်လဲတရုတ်ကိုအတင်းအာရမအကပ်ပြီးတော့မှဒီလမ်းကြောင်းပွင့်နိုင်ဖို့အတွက်ကိုခြေစလုံးသွားဖတ်နေတာပေါ့နော်။ အဲဒါကြောင့်လည်း DNA လေးကိုတရုတ်ကဖီးယားအသက်ကိုပေးတယ်။နောက်ဆုံးမှာဒီလမ်းကြောင်းပွင့်လာတဲ့သဘောဖြစ်သွားတာပေါ့နော်။အဲ့တော့ရှမ်းမြောက်လမ်းကြောင်းကတော့မင်းအောင်လမ်းအတွက်ပွင့်လာပြီပေါ့ဗျာ။ရှမ်းမြောက်လမ်းကြောင်းပွင့်လာတယ်။ဒါကတော့ကျွန်တော်တို့ဒေါ်လာရင်းမှာတော့ဒီလိုပေါ့အတက်ကြလေးအတက်ကြလေးလိုင်းစီရတယ်လို့ပဲဒီလိုပဲရှိနေမှာပါနော်။အဲ့တော့အဲ့အဲ့မှာကျွန်တော်တို့ကဘာလဲဆိုတော့ကမ်းပြိုရင်တောင်ထုံးနေဒီလိုနေသားမျိုးလည်းရှိတယ်နော်။ကမ်းပြိုရင်တောင်ထုံးနေအဲ့ဒါလည်းမမေ့နဲ့နော်။အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့အခုတရုတ်ကလည်း အပေါ်ပေါ်တင်နေမယ် KI ကိုနဲ့ KI နဲ့ပူပေါင်းပြီးတော့ပန်ဝါခိတ်ကိုသူ့ဘက်သူပြန်ဖွင့်ချပလိုက်တယ်နော်နောက်တော့ကကုံသွေးရေးနဲ့ဒါမြေရှားတတ်ထုတူဖို့ရေးကိုလှုပ်လှုပ်နေတယ်ပေါ့နော်အဲ့တော့အကြပ်ဖက်စစ်ကောင်စီအတွက်လည်းဒါကဝင်ငွေလမ်းကြောင်းတစ်ခုတစ်စိတ်တစ်ပိုင်းထိခိုက်တယ်ပေါ့နော်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပေါ့ဗျာနော်အဲ့တော့နိုင်ငံရေးရောစီးပွားရေးရောပေါ့နော်ထိခိုက်တယ်လို့ပြောလို့ရတယ်အဲ့တော့ဒါတွေကိုလည်းဒီကောင်ကလူချင်းနေတယ်အဲ့တော့ချက်ဝါလို့ရှိရင် မဲအောင်နိုင်ကစစ်စေးရဖို့အတွက်အသေးအတန်ကိုနေဆက်ကုံသွေးရေလမ်းကြောင်းတွေကိုပြန်ထိန်းချုပ်ဖို့လိုအပ်နေတာဖြစ်တဲ့အတွက်ဒီလိုအခင်းချင်းတွေလှုပ်လာတယ်လို့ပြောလို့ရတာပေါ့နော်နောက်တစ်ခုကပါလဲဆိုတော့ပြစ်မှတ်ငောင်လာမဲ့အကြပ်ဖက်စစ်ကောင်စီရဲ့ပြစ်မှတ်ဘာဖြစ်လာမလဲဆိုတော့အေးပါနော်အော်ညီတော်မာမိတ်သုံးဖွဲ့တွေက MNDA DNA လေးဒါယာယီပြည့်ရက်လိုက်အဲ့တော့သူတို့ကလည်းပြောလို့ရှိရင်အနိုင်နဲ့ပိုင်းသွားတာပဲ MNDA နဲ့ DNA လေးအနိုင်နဲ့ပိုင်းသွားတာဘာလက်စုပ်လက်ကမ်းမရှိဘဲနဲ့ဒီကနေ့ TNL ဆိုလို့ရှိရင်မျိုး6မျိုးသူရပါပြီ MD လည်းအလားတူပဲထိုက်တဲ့နဲ့မျိုးတွေရသွားပြီတထဲမှာအငင်ကင်ထားတယ်လုံးဝမင်းအောင်နိုင်နောက်ဆက်လို့မရအောင်အဲ့ဒါကိုတရုတ်က control လုပ်ထားတယ်ကျန်တာက AA AA ကိုတရုတ်က control လုပ်လို့မရအောင်အဲ့တော့နောက်ထပ်ဦးစားပေးပြတ်မှာက AA ဖြစ်ဖို့မရပါဘူး AA ပဲဖြစ်မှာပါနော်အဲ့တော့ AA နဲ့အသေးအံတိုက်ပွဲကြီးဖြစ်လာနိုင်ပါတယ်ပို့ပြီးတော့မှပြင်ထန်လိုက်တာပြင်ထန်လာနိုင်ပါတယ်နော်အဲ့တော့အားကုန်တုံးပြီးတော့မှထိုးစစ်ဆင်ပါလိမ့်မယ် အဲ့တော့သူတို့အနေနဲ့ကျွန်တော်တို့အညာဒေသအပေါင်းပေါ့နော်ဂျန်စစ်မြေနာပြီပေါ့နော်ဂျန်စစ်မြေနာပြီမှာသူနေမြေထိန်းယုံတော့ပဲအင်အားကြီးချန်နိုင်တယ်ကျွန်တော်မြင်တော့နော်ရခိုင်ဘက်ကိုပုံပြီးတော့အောလိမ့်မယ်လို့တော့မြင်နေဗျရခိုင်ဘက်ကိုပုံအောလိမ့်မယ်မြင်နေအဲ့ဒါဘာလဲဆိုတော့အကြမ်းဖက်စစ်ကောင်စီကသူကသူရွေးချယ်ရတော့မှာသူဘာလို့ရွေးမှာတော့အေဘက်ကိုပုံအောမှာလားဒါမှမဟုတ်စစ်ရင်အားကိုဖြန့်ခွဲပြီးတော့မှအလဲပိုင်းရောအနောက်ဘက်ကောတောင်ပိုင်းရော ဟိုမြောက်ပိုင်းကိုအရှင်းကိုခွဲပြီးတော့မြောက်ပိုင်းအကောင်တွေကိုဟိုကျွန်တော်တို့ရှမ်းမြောက်အကောင်တွေဆွဲချပြီးတော့မှအဲ့လိုဖြန့်ပါလားအဲ့လိုဖြန့်ရင်ကပိုဆိုးပါပေါ့နော်အဲ့တော့သူကျွန်တော်အထင်တော့ AA ဘက်ကိုပုံအောလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ် AA ဘက်ကိုပုံအောပါလားဘာဖြစ်လို့လဲဆိုတော့ A ကအခုကရခိုင်ပြည်နယ်ကလွတ်မြောက်လူဤပါဖြစ်နေပြီအဲ့တော့အဲ့လိုပုံအောလို့ရှိရင်ကျွန်တော်တို့ပြည်မမှာရှိတဲ့ဗမာ PDF တွေအတွက်စီးရေလှောင်ရှားမှုဒါပြုလုပ်ဖို့အကောင်းဆုံးအခွင့်အရေးလည်းဖြစ်ပေါ်လာနိုင်တယ် အဲနောက်တစ်ခုကဘာလဲဆိုတော့ NUG အနေနဲ့ A ကိုမနာလို့မဖြစ်ပါနဲ့နော် NUG အနေနဲ့ A ကိုကျွန်တော်အဲ့လိုတဲ့ပဲပြောတော့မယ်နော် A ကိုမနာလို့မဖြစ်ပါနဲ့ A နဲ့ပူပေါင်းပါ A နဲ့ပူပေါင်းပါချိတ်ဆက်ပါစီးရရချိတ်ဆက်ပါ A ကသူ့လမ်းကြောင်းသူ့သွားနဲ့ဟာမဟုတ် A ကိုငါတို့နဲ့လာပူပေါင်းกว่าဆိုပြီးတော့ခင်ဗျားတို့တိုင်းသားတွေကိုအဲ့လိုလှုပ်တာရှော့လိုက်တော့နော်ရှော့လိုက်တော့အဲ့တော့ A နဲ့ပူပေါင်းပါပူပေါင်းပြီးတော့ပါစီးရချိတ်ဆက်မှုတွေဆောင်ရွက်ပါဆောင်ရွက်ပါနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အလဲပိုင်းမှာရှိနေတဲ့ အဖွဲတွေအလဲပိုင်းမှာရှိနေတဲ့အဖွဲတွေမန်လေးမြောက်ပိုင်းကိုမန်လေးမြောက်ဘက်ပေါ့နော်မန်လေးတိုင်းရဲ့မြောက်ဘက် အခုခုခံစစ်လုပ်ရမယ့်နေရာတွေကိုတိတ်တဆိတ်အင်အားတွေဖြည့်တင်းပို့ဖို့လိုအပ်ပါတယ်အဲ့ဘက်တွေပါနော်အဲ့ဘက်ကိုတက်မှာပါမိုးကုတ်ဘက်ကိုတက်လိမ့်မယ်ဘာကြောင့်တက်ပါလဲဆိုတော့သူကပတ်စံရတဲ့နေရာကိုတောက်လျှောက်ပဲအဲ့ဘက်တန်းခမရရွှေတွေရောကြောက်တွေရောနဲတော်မို့တန်းယူနော်အဲ့တကြောကြီးပဲဗျာအဲ့တော့အဲ့ဘက်ကတော့ဒီကောင်ပြန်ပြီးတော့မရရယူယူပါလိမ့်မယ်နော်အဲ့ဘက်တချမ်းရဲ့ကျွန်တော်တို့ A ဘက်တချမ်းရဲ့ A ဘက်မှာလည်းကျွန်တော်တို့တတ်နိုင်သလောက်ကူဖို့လိုအပ်ပါတယ်။အဲတချို့ local တွေကတော့တော်တော်များများတော့ A နဲ့ပူပေါင်းပြီးတော့မှတိုက်ပွဲဆင်နွှဲနေတာတွေတော့တွေ့ရတယ်เนาะ။အဲတော့စီရေးချိန်တွေကတော့ဘလို့ဖြစ်လာမလဲတော့မသိဘူး။ကျွန်တော်တို့ခံမှန်းတာကတော့ A ဘက်ကပူပြီးတော့မှဖိလိမ့်မယ်ထင်တယ်။အဲတော့သူ့ရဲ့ဒုတိယစီရေးရှိမှန်းချက်ဒီ AA နဲ့မိုးကုတ်ရရှိရေးကိုလုပ်ပါလိမ့်မယ်။အဲတော့အလဲပိုင်းမှာဟပါလိမ့်မယ်။အလဲပိုင်းကိုလည်းသူကမွေမသေးတုံမကျိုးလှုပ်ထားလိမ့်မယ်။ရှိတဲ့အင်အားနဲ့ရအောင်ထိန်းပါလိမ့်မယ်။ အဲ့တော့အလဲပိုင်းကိုကောင်းကောင်းလုပ်နိုင်မဲ့စီမံချက်တွေချထားဖို့လိုအပ်ပါတယ်။အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့အဲအခုဒီလာပိုင်းနေမှာပေါ့နော်။ဒါမှမဟုတ်ကျွန်တော်ပျောက်ကြပျောက်ကြနေမိုင်းဆွဲတာတို့ဖြောက်တော့ဖြောက်တော့ကျွန်တော် hit and run ပေါ့နော်။အဲပြပြေးလေးတွေဘာလေးတလောက်လောက်လေးပဲအခုလောလောဆယ်မှာအခုဒီလာပိုင်းနေမှာတွေ့ရတယ်။ငြိမ်နေတဲ့သဘောမျိုးလည်းတွတ်တွေ့ရတယ်။အဲ့တော့ငြိမ်နေတယ်ဆိုတာတော့ကျွန်တော်အထင်တော့အလကားတော့မဟုတ်ဘူးတော့ကျွန်တော်တော့ထင်နေပြန်နော်။ငြိမ်နေတယ်ဆိုတာကတော့ကျွန်တော်စီမံချက်တွေချခြင်းချပါပြီဗျာနော်။ တိုက်ပွဲဖော်ဆောင်မှုကျွန်တော်တို့လုပ်ခြင်းလုပ်မယ်ပွဲကြီးတွေလုပ်ခြင်းလုပ်မယ်ဗျာเนาะဒါမျိုးတွေလုပ်ဖို့များလားပေါ့เนาะကိုကတော့မသိဘူးအဲ့ဒါတော့เนาะငိန်တာတော့ငိန်တယ်ငိန်တယ်ဟိုတိတ်ပြီးတော့လှုပ်လှုပ်ရှားရှားတိတ်မရှိဘူးအဲရင်နှန်းသွားတယ်ရင်နှန်းသွားတယ်မိုင်းလေးဆွဲမယ်ပြင်ပြောင်ပြောင်ပြောင်ပြစ်လိုက်မယ်ပြင်ပြန်ပြန်သွားမယ်ဒါကတော့စိတ်ရလှုပ်ရှားမှုကတော့အတူအနဲ့တူတော့ရှိနေတယ်ရှိနေဆိုပေမဲ့ဒါကြီးကဟိုကျွန်တော်တို့ကတိုက်ပွဲကြီးမဟုတ်ဘူးเนาะတိုက်ပွဲကြီးမဟုတ်ဘူးလုံနေကြပုံစံလေးပဲဟိုမပြောက်ပြက်သွားအောင်ပေါ့ဗျာเนาะ မငြိမ်သွားအောင်လုပ်နေတဲ့သဘောပဲဒါပေမဲ့တကယ်တမ်းကြည့်လိုက်လို့ရှိရင်တော့လေငြိမ်နေတဲ့သဘောရှိတယ်ဗျာเนาะအဲ့တော့မုံတိုင်းနဲ့လာမလားပေါ့ဟမ်အဲ့လိုတော့တွေးလို့ရတယ်เนาะမုံတိုင်းနဲ့လာမလားအဲ့တော့ TNL ရဲ့ယာယီအဖြစ်ရက်မှုကယာယီအဖြစ်နေနေတချို့ကိုကျွန်တော်တို့ဆွန့်လွတ်လိုက်ရတာမှန်တယ်သို့တော်လည်းဒေါ်လာရေးအတွက်အဖိုးမဖြတ်နိုင်တဲ့မာဗျူအမြောက်ကျွန်တော်တို့အဲအနားယူလို့ရတဲ့နေရာပြန်လဲစုဖွဲ့မှုလုပ်လို့ရတဲ့နေရာလေ့ကျင့်ရေးပွင့်လုပ်လို့ရတဲ့နေရာလက်နက်တပ်ဆင်လို့ရတဲ့နေရာအခွင့်အရေးတစ်ခု ဖန်တီးလိုက်တယ်လို့တော့ကျွန်တော်ကမြင်ထားတယ်။နောက်တစ်ခုကတော့နေဆက်ကုန်သွယ်ရေးလမ်းကြောင်းအနေနဲ့အေအေလို့အတိအကပြန်ဖက်ကို အာယုံစိုက်နေရတဲ့အချိန်မှာကျွန်တော်တို့ဗမာပြည်မှမှရှိတဲ့ PDF တွေသူတို့ရဲ့စွမ်းရည်ကိုမြင့်တင်ဖို့စစ်မျက်နှာအစ်စ်တွေဖွင့်နိုင်ဖို့လက်ရှိစစ်မျက်နှာတွေကိုပုံမူပြင်ထန်ဖို့လျှော့ဝါစာပြင်ဆင်နေပြီလို့တော့ကျွန်တော်ကတော့ထင်ပါတယ်နော်။အဲ့တော့ပြည်သူလူထုအနေနဲ့စိတ်ဓာတ်မကြပါနဲ့။တော်လိုင်းရေးတပ်ဖွဲ့တွေပေါ်ယုံကြည်မှုဆက်လက်ထားရှိပါ။ ်ကိုထောက်ပံ့ကူညီမှုတွေကိုလည်းပို့ပြီးတော့မှအားဖြည့်ကူညီပေးပါเนาะအဲ့ဒါအရေးကြီးပါတယ်မြေတားရက်ခံပါတယ်အဲ့တော့တော်လန်ရေးရဲ့နောက်တစ်ဆင့်ဆစ်စင်ရေးရလာလိမ့်မယ်လို့တော့ကျွန်တော်တော့မျှော်လင့်ရတယ်ဗျာเนาะအခု DNL သဘောတူညီမှုဟာသူတစ်ဖွဲ့တစ်ခုတည်းနဲ့သဘောတူညီမှုမဟုတ်ဘူးလို့တော့ကျွန်တော်တို့ကတော့အဲရေဝဲအဖြစ်တုံ့တက်လို့ရတယ်ပေါ့နော်အဲ့နောက်ပိုင်းမှာနောက်ဆက်တွဲနောက်ဆက်တွဲဖြစ်လာတဲ့ဟာတွေကိုကြီးချင်းအဖြစ်ဒီမိုးကုန်းနဲ့မိုးမိတ်ကို မရောက်နိုင်လို့ပြန်ရဖို့ဆိုရင်အရင်ကြီးတော်တော်ကြီးကြီးပေးဆက်ရမယ်အနေထားလမ်းကြောင်းပေါ်မှာရှိနေသေးပါတယ်เนาะလာရှုကိုကားတိုင်းနဲ့တက်လာတယ်လို့မျိုးမဟုတ်သေးဘူးဆိုတာတော့ဒီနေရာမှာအခိုင်အမာကောက်ချက်ဆွဲလို့ရတယ်ပေါ့เนาะအဲ့တော့ကျွန်တော်မိတ်ဆွေတွေဘာမှစိတ်တက်ကြစရာမလိုဘူးဒါကအလှည့်အပြောင်းနေပေါ့เนาะအလှည့်အပြောင်းနေကျွန်တော်ခုနပြောသလိုပဲเนาะကမ်းပြုံရင်တောင်ထွန်းနေသဘောတရားအရာပဲเนาะနောက်တစ်ခုကျွန်တော်ပြောချင်တာကနောက်တစ်ခုအရေးကြီးတာပြောချင်တာက MyTV မှာကျွန်တော်ပြောခဲ့ပြီးပြီเนาะ အကျန်းဖတ်စစ်ကောင်စီကိုလုံးဝအထင်မသေးပါနဲ့လုံးဝအထင်မသေးပါနဲ့ဒီကောင်တွေကဘသူတွေဘာပြောပြောလုံးဝဘူးမဆိုင်ပါဘူးနော်လှုပ်ရှားရှိတာကိုပြက်ပြက်သားသားလှုပ်ပါလိမ့်မယ်နော်မာမာမှန်မှန်ရဲရဲတင်းတင်းလှုပ်ရှားရှိတာကိုဒီကောင်တွေနောက်မဆုတ်တမ်းလှုပ်ပါလိမ့်မယ်နော်ဒီကောင်တွေဘက်ကရန်ကပြက်ပါတယ်နော်အဲ့တော့ဘလောက်ထိလုံမလဲဆိုရင်မျိုးဆက်တစ်ဆက်လောက်အ ਨੇ ဆုံးဖြတ်နိုင်တဲ့အထိဒီကောင်လေးလှုပ်ပါမယ်။အခုဆိုရင်နောက်ထပ်မျိုးဆက်တစ်ဆက်တက်လာတဲ့မျိုးဆက်ဒီလွန်ခဲ့တဲ့၄နှစ်လောက်ကအသက်၁၆နှစ်ကလေးတွေဒီနေ့၂၀ရှိပါလား။ တော့ဒီကလေးတွေဒီနေ့ဒီတန်းရာတွေကိုဒီအချိန်တွေကိုသူတို့တွေမခံကျင်ဘူးမခံကျင်တော့ဒီအခုရွေးကောက်ပွဲကနေဖြစ်လာမယ်အဲအတုအယောင်ပေါ့ဗျာဒါပဲသူတို့ရဲ့ကေတင်ရှင်ပုံစံမျိုးဖြစ်အောင်အယောင်ချေပါလိမ့်မယ်နော်အယောင်ဆိုးပါလိမ့်မယ်အဲ့တော့နောက်ဆုံးမှာသူတို့ကဘာဖြစ်သွားမလဲဆိုတော့လူလူကသူတို့ကိုအာနာရှင်လို့မမြင်တော့ပဲနဲ့ကေတင်ရှင်လို့မြင်ပါလိမ့်မယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီကောင်ကြီးရဲ့သဘောထားဒီကောင်ကြီးရဲ့လုံနီးလုံခံတွေကိုကျွန်တော်တို့သဘောပေါက်ဖို့လိုပါတယ်နော်ဒါခေတ်ဆက်ဆက် အနာရှင်ကျင့်သုံးလာတဲ့မာဗျူဟာပါနော်အဲ့တော့ကျွန်တော်တို့သဘောပေါက်ဖို့လိုပါတယ်အခုကျွန်တော်ဟိုကပြောသလိုပဲရန်သူလက်ထဲမှာဝိသေဝတိတေးမလားကျွဲလူနွားလူယုံမလားကျွန်တော်တို့လွတ်မြောက်ဖို့လုပ်မလားဒါပဲကျွန်တော်တို့စဉ်းစားဖို့လိုတယ်နော်အခုအချိန်ထိမှကျွန်တော်တို့သဘောမပေါက်တဲ့ရင်တော့ရန်သူလက်ထဲမှာခွသိဝတိတေးရပါလိမ့်မယ်ကျွဲလူနွားလူယုံရပါလိမ့်မယ်အဲ့တော့တော်လိုင်းအင်အားစုတွေအနေနဲ့ဆက်ပြီးတော့မှအာဒီမီရှောက်ဖို့လိုပါတယ်နော်ကျွန်တော်တို့ဒီတချီမှမပြတ်နိုင်ရင်တော့ဘဝတစ်လျှောက်လုံးတော့သွားယူပို့ပြနော် ဟုတ်ကဲ့ပါကျွန်တော်တင်ဆက်မှုကတော့ဒီနေ့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်